ရခိုင်ပြည်နယ်နဲ့ AR တိုင်းအဆက်ကတိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာ73စီဈေးနှုန်းတလီတာကို9000ကျော်ထိမြင့်တက်လာတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။လင်းမင်းနာရေချီတာပေါင်းစားတဲ့တိုက်ပွဲဖြစ်ပွားတဲ့ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ခြေရာတွေမှာလက်ရှိ73စီတလီတာကိုချက်9000ထိဈေးတက်လာပြီးတော့တိုက်ပွဲတွေမဖြစ်ခင်ကရက်73စီတလီတာချက်3000ဝန်းကျင်ထိသာဈေးရှိရလို့သိရပါဗျ။ဒေမင်းနာမျိုးကဒေသခံတယောက်ကတိုက်ပွဲကြောင့်မဟုတ်ဘူး အဓိက73စီနဲ့စားတော့ကုန်တွေကိုဒီဘက်ကိုတည်ယူခွင့်စက်ကောင်စီကကန့်သက်ထားတော့ဒီဘက်မှာဈေးထိုးတက်နေရလို့ပြောလာပါတယ်။အေးမင်းနာရေကြီးတာပေါင်းစားတဲ့တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့မြို့နယ်တွေထဲမှာလက်ရှိ73စီတလီတာကိုချက်9000ခန့်ဈေးတက်လာတဲ့အပြင်လူသလောက်မရဖြစ်နေပြီးရေတံပူးနဲ့ရောင်းတဲ့အရက်ဆိုင်တွေကဆိုင်ဒီမှာသာဝယ်လို့ရနေကြောင်းသိရပါပဲ။ဟေးဒရာမြို့ကလုပ်ငန်းရှင်တယောက်ကငတိုင်းချောင်းမြို့အတွက်ပသိမ်မူဝါလမ်းနဲ့ငတိုင်းချောင်းခွလမ်းစုံမှာရှိတဲ့ရှင်နေသာဂိတ်မှာ ကိုစီတေယူနေရကိုနေတိုင်းစစ်ဆေးပြီးပိတ်ထားတာတပတ်ကိုကိုစီမရအောင်တတ်မြစ်ထားလက်မျက်နှာဘက်ကရွာတွေကိုလည်းအပြင်ထွက်ခွင့်ပိတ်ထားတာတာပေါင်းကနေတိုက်ပွဲရှိတဲ့ဘက်မှာဘာမှတိတ်ခွင့်မပေးဘူးလို့ပြောလာပါတယ်စက်ကောင်စီတန်းတဲ့အရခတက်တော် AA နဲ့ပူပေါင်းတက်တွေဟာ AR တိုင်းနဲ့ရေကြီးမြို့နယ်ရှိတုံးလေးလေးအမြောက်တက်နီးတာပေါင်းမြို့နယ်ကရခိုင်ရိုးမအဆက်ချီရော်ရီနဲ့လေးပြင်းနာမျိုးနယ်ကပန်တော်ကြီးဘဲပြစတဲ့နေရာတွေမှာအခုလမေလပထမအပတ်ကစတင်ပြီးတိုက်ပွဲတွေပုံမပြင်းထန်လာတယ်လို့သိရပါတယ် ဒါပြင်လက်တလောအနေနဲ့အာရခတက်တော် AA တင်ပိတ်ထားတဲ့ရခိုင်တောင်ပိုင်းအစွန်ဆုံးကွာမျိုးနဲ့ AR တိုင်းငတိုင်းချောင်းမျိုးကမိုင်90ကျော်သာကွာဝေးပြီးလက်ရှိငတိုင်းချောင်းမျိုးကစစ်ကောင်စီအမြောက်တိုက်ရင်၃လေးလေးအနည်းတစ်ပိုက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်